မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစစ်ကောင်စီတပ်တွေလုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာ The Last Generation Unit အဖွဲ့ရဲ့တော်လှန်ပြည်သူတွေကလူစီကားရာယထာဘူရာနဲ့မှတ်တိုင်တွေမှာမိဆာစစ်တပ်အမြင့်ဖြတ်စာသားနဲ့လှုပ်ရှားမှုဇွန်လ10ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်လက်ရှိကာလဟာအကျန်းဖက်စစ်ကောင်စီရဲ့တိုက်တိုင်ရှုံပြီးအကျန်းဖက်စစ်သားတွေစိတ်တက်ပြက်ပြားနေတဲ့ကာလဖြစ်တယ်လို့ဆိုပါတယ် အာနာရှင်စစ်တပ်ကိုအမြင့်ဖြတ်ရေးအတွက်ပြည်သူလူထုအနေနဲ့သွေးမအေးကြပဲပြီးဆုံးတဲ့အထိအတူတူတိုက်ခိုက်တွန်းလှန်သွားရဖို့ခိုင်မာတဲ့ရည်တည်ချက် ထားရှိကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ဆိုပါတယ်ရှင်။ ကချင်ပြည်နယ်ချီဖွေမြို့မှာမေခမြင့်ရတက်လို့ဆစ်ဆောင်တန်လျာ၁၉ထပ်မင်းနဲ့ဒေသခံအိတ်တချို့မျောပပျက်စီးခဲ့ပြီးရေလဲတက်နေဆဲဖြစ်တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစားလို့ချီဖွေမှာမိုးရွာနေတာဖြစ်ပြီးမေလ၃၀ရက်နေ့မှာရေတက်လာတာဖြစ်ပါတယ်။ဒေသခံတယောက်ကဆစ်ဆောင်စခန်းတွေက ဟောခန်းတွေတဟောမှာအင်ချီ၅အင်ဟောခန်း၁၀ခန်းကျော်မျောပသွားတယ်။ဒေသခံအင်တွေက၁၀အင်လောက်ရှိတယ်လို့ပြောပါတယ်။ ရတက်နှုံမြန်လာကြောင်းအနေပိုင်းကအိမ်တွေပြည်စီသိမ့်ချိန်အောင်မရပဲပြည်စီဆုံရှုံကြရတယ်လို့သိရပါတယ်။ချီဖွေးမှာရေအကြီးဆုံးဖြစ်ခဲ့တဲ့မနစ်ကထက်ဒီနှစ်ရေပိုများပြီးရေတက်တာလည်းမြန်တယ်လို့သူကပြောပါတယ်။ရစ်လော်ရက်ွက်၊ကံပိုင်ရက်ွက်နဲ့အောက်ကရက်ွက်တို့ရေနစ်မြုပ်နေပြီးရေနစ်မြုပ်နေတဲ့နေရာတွေကဒေသကွန် ရင်းနှီးမြှုပ်နေတဲ့နေရာတွေကဒေသခံတွေနဲ့ဆစ်ဆောင်တွေဟာရေလို့ရဖျားเจ้าတွေနဲ့တောင်ကုန်းတွေပေါ်မှာရှောင်နေကြရတယ်လို့သိရပါတယ်။ကချင်ပြည်နယ်မိုးလေဝသဦးစီးမှုကလည်း ARD မြေရေရဲ့အခြေအနေကိုသူ့ရဲ့ Facebook ကနေ ထုတ်ပြန်ပေးနေပြီးလက်ရှိမှာရေဟာတနအီကို၃လမလောက်ဆက်တက်နေတယ်လို့ဆိုပါတယ်ရှင်။ မြန်မာအရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရရဲ့မြင်သာတဲ့လှုပ်ရှားမှုမတွေ့ရသေးပေမဲ့ကလွတ်တော်မှာတော့ဆွေးနွေးတိုက်တွန်းမှုတွေအဆက်မပြတ်ရှိနေတယ်လို့လေလာသူတွေကပြောပါတယ်ဒီသတင်းကိုတိကျချမ်းသာပေးပို့ထားပါတယ်ရှင်။ မြမရေးအတွက်တန်တမန်ထားရှိရေးဘာမာ X ကိုအမြန်အကောင့်ထည့်ဖို့ရေးမြမစီးပွားရေးကော်ပိုရေးရှင်း MEC ကိုပိတ်ဆို့အရေးယူနိုင်ရေးစတဲ့အချက်တွေပါဝင်စစ်ကောင်စီကိုဖိအားပေးနိုင်မယ့်အချက်တွေကိုဦးစားပေးဆောင်ရွက်ဖို့အစိုးရကို American လွှတ်တော်အမတ်တွေကဆက်မပြတ်တိုက်တွန်းနေကြတာပါမေလ21ရက်နေ့မှာကန်နိုင်ငံသားရေးဝန်ကြီး Marco Rubio ဟာအောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီမှာကြားနာမှုပြုလုပ်ခဲ့ပြီးမြမရေးနဲ့ပတ်သက်တဲ့လွှတ်တော်အမတ်တွေရဲ့တိုက်တွန်းမေးမြန်းတာတွေကိုတုံ့ပြန်ဖြေဆိုခဲ့တာတွေ့ရပါတယ် မြန်မာရေးကိုဥတည်ထားတဲ့ Burma Act နောက်ဆက်တွဲအဖြစ် Brave Burma Act ကိုလွတ်တော်ဗာဆလန်အကောင့်ထဲပေါ်ပြီးအစိုးရကအတည်ပြုပေးဖို့အတွက်လည်းလွတ်တော်အမတ်တွေကတိုက်တွန်းခဲ့တာပါ Rubio Appropriations Committee က hearing လုပ်တယ်မလားအဲ့တော့ဗမာပြည်ကျောင်းမေးတယ်တော်တော်များတယ်ဗျ Miss McConnell ਨੇ ဗမာပြည်ကိုသူ mention လုပ်တယ် soft power ပမာပြီးမှာခင်ဗျားတို့လောက်ရကြအောင်ကြသွားတော့ပေါ့အဲ့ဒါအမေရိကန်အတွက်မကောင်းဘူးပေါ့ပမာပြီးကိုနာမည်ထုတ်ပြီးတော့မေးတဲ့ကျွန်တော်တော်တော်များများတွေ့တယ်ဗျာ Bray Berman Act ဆိုပြီးတော့ Bill Heisinger ယုံကအရင် Berman Act ရဲ့ amendment ပိုကောင်းအောင်လုပ်ဖို့ပေါ့နော်အဲ့ဒါသူတို့တင်တယ်ဗျာပြီးတော့ MEC ကို section လုပ်ဖို့တင်တော်ကြီးမတင်တော်ကြီးကိုလေးလာဖို့တောင်းတယ်ပြီးတော့ Myanmar invoice ဆိုပြီးတော့သူတို့တတ်တတ်ခတ်ဖို့တောင်းတယ်ပြီးတော့အတူရောင်ရွေးကောက်ပွဲလုပ်ပြီးတော့နောက်ထပ်အစိုးရဖွဲ့တယ်ထား International Monetary Fund ကသူတို့နဲ့အဆက်အသွယ်မလုပ်ပါနဲ့ဆိုပြီးတော့အဲ့ဒါတောင်းထားတယ် ီးတော့မှဗမာပြည်အတွက်ဒီနေ့အကူအညီ120တသန်းနေမလျှော့ဘူးဆိုပြီးတော့အောက်လွတ်တော်ကအမ19ရောက်ဝိုင်းပြီးတော့ရေးကြတယ်ဗျာ Brief Burma Asco 2024ဂျွန်လမှာဖွဲ့စည်းခဲ့တဲ့ Burma Caucus အဖွဲ့ရဲ့ပူးတွဲဥက္ကဋ္ဌ Republican မှ Bill Heisenberg ကဦးဆောင်ပြီးလွှတ်တော်မှာအကောင့်ထဲပေါ်လာဖို့ကြိုးစားနေတာပါ။မြန်မာပြည်ဟာထူးခြားတဲ့ချိန်ချောင်းမှုအဖြစ်ဆက်ရှိနေကြောင်း February လရက်နေ့မှာအင်မီရိုကကြေညာချက်ထုတ်ပြန်ထားပါတယ်။သမ္မတ Donald Trump မှာ January 20ရက်နေ့မှာသမ္မတအဖြစ်ကျန်းသစ္စာကျင်းပခဲ့ပြီးနှစ်ပတ်ကြာမှဒီကြေညာချက်ထွက်ပေါ်ခဲ့တာပါ။သူ့ရဲ့ policy က American First ကိုပြောင်းလိုက်တဲ့အတွက်ကြောင့်အကုန်လုံးကကမောက်ကမာကြီးဖြစ်ကုန်တာပေါ့။အဓိကကတော့သူက ဝေါ်အော်ရာကိုအပြောင်းလဲလုပ်ချင်တယ်ရည်ရွယ်ချက်ကတော့အင်မတန်ကြီးမားတဲ့ရည်ရွယ်ချက်ဖြစ်တယ် ါပေမဲ့လည်းလုတ်တဲ့ကိုင်းတဲ့နေရာမှာအာဏာရှင်နိုင်ငံမဟုတ်တဲ့အတွက်ကြောင့်စွတ်တီရုပ်လုတ်လို့မရတော့စိတ်သွားတိုင်းကိုမပါဖြစ်တဲ့သဘောရှိတာပေါ့ Greenland တို့အောက်ဘက်မှာရှိတဲ့ပနားမာတူမြောင်တို့ကိစ္စတွေမှာလည်းတောင်ဘက်နဲ့မြောက်ဘက်ပိုင်းကိုဝင်ရိုးတွန်းသူကအင်အားတွေတိဆောက်လာတယ်ဆိုတော့ကဘာကြီးကလည်းစိုးရိမ်မှုတွေကြီးမားလာတာပေါ့ဗျာသူကအဲ USA ID တစ်ခုလုံးကိုဖျက်သိမ်းလိုက်တယ်ဆိုတော့ကဘာအနက်နက်မှာခနောင်းကင်းနေဖြစ်ကုန်တယ်အထူးသဖြင့် democracy အပြောင်းလဲတွေ့တိုက်ပွဲ ဝင်နေကြတဲ့ကျွန်တော်တို့လိုနိုင်ငံမျိုးတွေကတော့အပြင်းထန်ထိခိုက်နေလာမှုတွေရှိခဲ့တာပေါ့ဗျာသမ္မတထရမ့်တောင်ယူပြီးရပိုင်းတွင်မှကန့်သတ်မိတ်အများအပြားကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကြောင့်ပြည်တွင်းပြည်ပမှာအငင်းပွားစရာရိုက်ခတ်မှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ် ခရမ်ဆိုရဟာကျန်းသစ္စာချင်းဆိုပြီးတလားကျော်အကြာမက်ချလာကုန်ပိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တယ်ဆိုတဲ့စွဲချက်တွေနဲ့တရားစွဲဆိုမှုပေါင်း132ခုအထိပြန်လည်ကြုံတွေ့ခဲ့ရပြီးပြည်တွင်းရှုပ်တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ကစားတဲ့ကစားပြောရမှာစိတ်တိုင်းကျွန်တော်တို့အထောက်အကူဖြစ်တယ်။ဒါမှလည်းဒါအောင်လဲကျွန်တော်တို့စိတ်ချလာလို့များလို့ဖြစ်တယ်။ချိုးပြီးပြောလို့ဆိုတော့ဂရုပကောက်အောင်ပြုစုံတဲ့ရုံးငန်းတွေတိုင်းပြည်ကြတော့ဒီ try policy ကတော့ရယူ တို့ခရရစီဘူး။ဒါမဲ့လည်းတစ်ဖက်မှာတရုတ်ကကျွန်တော်တို့တိုင်းမျိုးဝန်ဆုံးဖို့လည်းပတ်သက်လို့ရှိတော့လေကျွန်တော်တို့အနေနဲ့အကူလိုရမှာဆိုပြောတော့ကျွန်တော်တို့စူးစမ်းနေရှိဘူး။ဟိုတိုင်းမျိုးတော့မယ်ဆိုတာကိုကျွန်တော်သူ့ရဲ့ policy တွေကနေကျွန်တော်ကြောက်တော့ပြီမယ်ဆိုတော့အတိုင်းဆွေးနွေးမှုလည်းရှိပါတယ်။ပြင်ဆင်မှုလည်းရှိပါတယ်။ အရှိတောင်အာရှဒေသတွင်နိုင်ငံတွေအရင်းနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတွေကိုဘက်ခွဲပြီးဆက်ဆံသွားမှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုကဇန်နဝါရီလထဲမှာပြောဆိုထားပါတယ်။ဇန်နဝါရီ27ရက်နေ့ကုလသမဂ္ဂဆိုင်ရာအမေရိကန်တန်မတ်ကြီးဖြစ်တောင်းထမ်းဆောင်ရေးကန်ထက်လွတ်တော်ကျန်းသာပွဲမှာတန်မတ်ကြီးအဲလစ်စတီဖာနီကမြန်မာနိုင်ငံတွင်လူခွင့်ရေးချိုးဖောက်မှုတွေကိုဖြေရှင်းရေးဟာဦးစားပေးအရေးကိစ္စဖြစ်တယ်လို့အရှိတောင်အာရှနဲ့မြန်မာရေးရာဆက်ဆက်မေးခွန်းကိုဖြေကြားရမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒီပြောဆိုချက်တွေဟာတရုတ်နိုင်ငံနဲ့နယ်မြေချင်းချိစက်နေတဲ့အရှိတောင်အာရှဒေ သကိုအမေရိကန်ဆိုရသည်ကအာယုံစူးစိုက်မှုရှိနေကြောင်းဖော်ပြခဲ့ကြတာဖြစ်တယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်။ကျွန်တော်သုတချမ်းသာပါ။ TVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချေချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်။